ပိုင်ဗန်မရှိဘဲနဲ့ပေးအောင်မှာတခြားသူရဲ့ဘန်ကိုအသုံးပြုလို့ရလာပေါ့နော်အကျွန်တော်တို့ကကိုယ့်ရဲ့ပေးမှာပဲဖြစ်ဖြစ်အကောင့်မှာပဲဖြစ်ပဲဗျာအကွန်တန့်မော်နီတိုင်ဇေးရှင်းဆက်ပေါ်လာပြီးမော်နီတိုင်ဇေးရှင်းလျှောက်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့သုံးဖို့ ID ကလည်းမရှိဘူးဘန်လည်းမရှိဘူးပေါ့နော်တငယ်ချင်းတရားရောစီကမိတ်ဆွေတရားရောစီကပေါ့ဗျာတောင်းယူပြီးတော့ချိန်ရလာဆိုတော့ရပါတယ်ဒါပေမဲ့ဝမ်းမတာပါနဲ့ဟုတ်ဗီဒီယိုလေးကိုအဆုံးထိတစ်ချက်နားထောင်ပေးပါဦးနားလေသဘောပေါက်အောင်ရှင်းပြပေးမယ်ရှင်းပြပေးပြီးမှ ျွန်တော်ရဲ့မိတ်ဆွေလှုပ်တင်မလှုပ်တင်ကိုဒါဆုံးဖြတ်ပေါ့နော်ဥပမာဗျာကျွန်တော်ရဲ့ Facebook အကောင့်ကမောင်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 ရဲ့ Facebook အကောင့်မှာ content monetization ဆက်ပေါ်လာပြီဒါပေမဲ့ကိုကအသုံးပြုဖို့အတွက်ပေါ့ဗျာဒီလိုမျိုး အဲအထောက်ထားဘာမှမရှိဘူးဗျာ ID လည်းမရှိဘူးအဲဒီလိုမျိုးဘဏ်လည်းမရှိဘူးဗျာဒါဆိုရင်ကျွန်တော်တို့မှာတော့မောင်မောင်ရဲ့အကောင့်မှာကဘာထောက်ထားမှမရှိဘူးဒါဆိုရင်တငငချင်းမိတ်ဆွေအောင်အောင်တယောက်ယောက်ပေါ့ဗျာသူစီကအဲဒီလိုမျိုး ID ကတ်တောင်းမယ်ဘဏ်သူ့မှာအတွက်လိုက်ရှိတယ်ပေါ့ဗျာဒီနှစ်ခုရှိတယ်ဘဏ်လည်းရှိတယ် ID လည်းရှိတယ်သူစီကငှားတာပဲဖြစ်ဖြစ်သူပေးတာပဲဖြစ်ပေါ့ဗျာကျွန်တော်တို့ကဒီမောင်မောင်အကောင့်မှာလာပြီးတော့အသုံးပြုလို့ရလားဆိုရင်တော့100%ရပါတယ်နေနေပါလေပြောင်းဖို့လိုလားဆိုရင်တော့မောင်မောင်အကောင့်ကိုနေပြောင်းစရာမလိုဘူး ဥပမာကျွန်တော်ရဲမိတ်ဆွေကကိုယ့်ရဲ့အကောင့်မှာဖေးပေးမှာဖေးပေါ့နော်ရှောက်တော့မယ်ဆက်တက်ကိုနှိမ့်လိုက်နှိမ့်လိုက်ရင်ကျွန်တော်ရဲမိတ်ဆွေကနှိမ့်လိုက်တာနဲ့အဲ့ဒီပေါ်မှာနာမည်တို့ဘတ်ဒေးတို့ကမ်းစီတို့ပေါ်လာမယ်ဒါဆိုရင်ကျွန်တော်ကကျွန်တော်တို့က monetization ရှောက်ဖို့အတွက် ID ကတငယ်ချင်း ID သုံးပါပေါ့နော်တရားရောပေါ့ဗျာကိုယ်မှမရှိတော့တရားစီသုံးမှာဆိုရင်ဒါဆိုရင်ဒီ ID ကတည်းကနာမည်တိုင်းထည့်မယ်ဘတ်ဒေးထည့်မယ်ဒီ ID ကဘယ်နိုင်ငံလဲထိုင်းမလေးစင်ကာပူပေါ့နော်အမလေးဆိုလဲမလေးစင်ကာပူဆိုလဲစင်ကာပူနော်ကန်ထီကိုရွေးမယ်အဲရွေးပြီးတော့တွားလိုက်တာ ਨੇ ဘန်ကလည်းဒီကန်နဲ့ဖွင့်လာခဲ့တဲ့ဘန်ပေါ့နော် ဒါဆိုရင်အသုံးပြုလို့ရတယ်အဲဒါကြောင့်ဒီနေရာမှာတစ်ချက်ဗီဒီယိုလေးကိုတော့မကျော်လိုက်နဲ့ဟိုခဏနောက်ကြမှာရတယ်ပြောပြီးကမှနောက်ပိုင်းတိုင်ပတ်မှာအာဒီကိုပြောလို့ကျွန်တော်ကအမှားဖြစ်သွားလဲဆိုတော့မဖြစ်ရအောင်ပေါ့နော်အဲကျွန်တော်ပြောပြပေးမယ်ဥပမာကျွန်တော်ရဲ့ Facebook ကောင်မောင်မောင်အကောင့်မှာဆက်တဲ့တွေပေါ်လာလို့ဘာ information မှမရှိဘူးတငငချင်းအောင်အောင်စီကအဲကျွန်တော်တို့ ID တောင်းနေဘန်တောင်းပြီးတော့ကျွန်တော်တို့ကချိတ်လိုက်တယ်။ Okay လဲပတ်စံဝင်တယ်ထုတ်လို့ရတယ်ဘာပြဿနာမှမရှိဘူး။ဘယ်အချိန်မှရှိလဲဆိုတော့ Facebook ဘက်ကမထင်မထင်သူလိုမျိုးကျွန်တော်တို့ ID တွေပြန်တောင်းတာတို့ဥမာဗျာအဲအဲ ID verify ပြန်လုပ်ပေးပါလို့ဆိုရင်အဲ့ဒီကျွန်တော်တို့က ID verify ပြန်လုပ်ပေးပါလို့တောင်းတဲ့အချိန်ကျရင် Facebook ကိုသူကတောင်းတာမဟုတ်ဘူးเนาะအဲကျွန်တော်တို့ Payout ID ပါပြန်တောင်းတာ Payout ID ပြန်တောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့က ကို့မှာ information ဘာမှမရှိဘူးတငယ်ချင်းစီရတယ်ကျွန်တော်တို့ကချိန်ထားခဲ့တာ Facebook ဘက်က ID ပြန်တောင်းရင်တငယ်ချင်း ID ကတ်ကိုတောင်းပါအဲဒါဆိုရင်မိတ်ဆွေကတငယ်ချင်း ID ကတ်ကိုနဲ့တငယ်ချင်းအနားမှာရှိနေတယ်ဆိုတော့ပြဿနာမရှိဘူးဗျာတငယ်ချင်းလောက်ရော ID ကတ်လေးဘာညာကိုတော့ဝင်ရိုက်ထည့်လိုက်လို့ရတယ်နောက်တစ်ဆင့်ကဆိုးလာတာက ID ကတ်ကိုထည့်လို့မပြီးရင်မျက်နှာပြရတယ်။ဟာဒါဆိုတငငချင်းကနောက်မှရှိတယ်။လောင်းတငငချင်းလာပခုံးခတ်ပြီးတော့မျက်နှာပြပေးပါအောင်ဆိုသူ့ရဲ့မျက်နှာကိုပြပေးလို့ဆိုရင် okay တယ်။တငငချင်းနဲ့ကိုနဲ့ကအများနဲ့ထာဝရရှိနေတော့ပြဿနာမရှိဘူး။ကျွန်တော်တို့က အဲတခြားနိုင်ငံမှာလာပြီးတော့လုံးလုံးစားကြအတူတူတည်းမျက်နှာရှိနေမယ်ဆိုတာကတော့မသေးချဘူးအဲတင်းနေတဲ့ချိန်ချင်းများတငယ်ချင်းကလည်းကိုနာကနေတဏျာကိုထွက်သွားပြီဗျာအဝေးရောက်သွားပြီနေတူတူပြောင်းသွားပြီပေါ့ပြောင်းသွားပြီသူနဲ့တည်းဆက်သွယ်မရှိတော့ပြတ်သွားပြီတကယ်လို့ Facebook ဘက်ကအခုလိုမျိုး ID verify ပြန်လုပ်ပေးပါဆိုရင်အဲကျွန်တော်မျိုးစားကတငယ်ချင်းကလည်းနားမှမရှိတော့ဘူးအဲ့တော့ဘာလုပ်မလဲအဲဒါဆိုရင်စားပြီးတော့တိုင်ပတ်ပြီပေါ့နော်အဲဒါလေးကတစ်ချက်သတိထားဖို့ပြောတာနော်ကျွန်တော်တို့မှ information ဘာချက်လက်မှမရှိဘူးကိုပိုင်မရှိဘူးတငယ်ချင်းတရားယူသုံးလို့မရလားဆိုရတယ် အဲအသုံးပြုလို့ရတဲ့အဆင်ပြေနေတဲ့ချိန်ပေါ့နော်တကယ်လို့အခုလိုမျိုး verify နေ identity အဲဒီလိုမျိုးတွေပေါ့ကွာ verify တောက်ခုမှတွေပါနေပြန်တောက်မှုဆိုရင်အရှင်းဆုံးတော့ဗျာ verify တောက်ခုမှပြန်တောက်မှုဆိုရင်တော်တော်လေးဆိုးသွားပြီဗျာအဲကျွန်တော်တို့ ID ID ကကိုလည်းပြရတယ်မျက်နှာလည်းပြရတယ်ဘဏ်ရဲ့အသုံးပြုပုံပေါ့နော်ဥပမာတလားစာကြိုလောက်ကိုပေါ့နော်ဒါကျွန်တော်တို့က setup main နေထုတ်ပေးရတာရှိတယ်အရေးရှိအတွက်ကိုက Facebook ပေါ်ကပတ်စံရှာခြင်းနဲ့ဆိုရင်တော့ဘာလို့ပြောမလဲဒါကတော့မိတ်ဆွေစဉ်းစားဖို့ကျွန်တော်ပြောတာပေါ့နော် ရတယ်အနာမရှိနေရှင်ရတယ်ဒီလိုမျိုးအေဒါရိုက်တက်လဲအပြည့်တနာမရှိဘူးအပြည့်တော့နောက်တစ်ခေါက်ဖွင့်မယ်ဆိုရင်တော့လည်းလုံလိုက်ကျွန်တော်အကြံပေးချင်တာကတော့ကိုယ်ပိုင် ID ကိုယ်ပိုင် information ကတော့အကောင်းဆုံးပြအချိန်ကြိုက်တဲ့ချိန်ပြန်တော့ကိုယ်ပိုင်လောက်ထားလဲဆိုရင်ပေးလို့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးနဲ့အမြောက်ပေးခြင်းဖြစ်တယ်ကျွန်တော်ရင်းမချောကကိုယ်ပိုင် ID မရှိဘူးတကယ်ချင်း information တွေသုံးချင်တယ်ဆိုရင်လည်းယူသုံးလို့ရတယ်အခုခေတ်ကလည်းဒါတစ်ချက်သတိထားဖို့ပြပါအောင်အခုခေတ်ကလည်းလူတိုင်းက ဖေ့စ်ဘွတ် YouTube TikTok ဒီလိုမျိုးဆိုရှယ်ပလက်ဖောင်းကပတ်စံရှာလို့ရတယ်ဆိုတာလူတိုင်းကသိတယ်တငယ်ချင်းကလည်းတနေ့နေ့ तू Facebook ပေးမဖွင့်ဘူးလို့လည်းပြောမရဘူးပြောပြတာတကယ်လို့ तू ကလည်း Facebook အကောင့်မဖွင့်ပြောမရ तू ကသုံးလာလို့သူ့ရဲ့ Facebook အကောင့်တွေမှာပေါ့ဗျာအခုလိုမျိုးကိုယ့်လိုမျိုးပဲဆက်ရက်ပေါ်လာပြီဆိုရင် तू ကဘာနဲ့ချိန်မလဲသူ့ကတ်ကို तू သုံးရင်သုံးမှာသူ့ဘဏ်ကို तू သုံးရင်သုံးမှာပဲအဲကျွန်တော်ပြောပြတာတကယ်လို့တငယ်ချင်းကလည်းသူ့ရဲ့ ပေးမှာဖြစ်အကောင့်မှာဖြစ်ပေါ့ဗျာအဲသူလည်းပတ်စံရတာသိတယ်ဆိုလိုက်တင်မှာပဲသူရဲ့အကောင့်တွေပေးတယ်မှာဆက်တက်တွေပေါ်လာလို့ information သုံးတယ်ဆိုရင်သူလည်းလူများကသုံးမှာမဟုတ်ဘူးငါ့မှာရှိတာပဲငါဟာငါသုံးမှာတကယ်ချင်းပေးတာပေးတာပဲဒါသူစိတ်ပြပြတာနော်သဘောပြပြတာသူကသုံးလိုက်တာနဲ့မိတ်ဆွေက automatic ညောင်းသွားပြီကျွန်တော်တို့က ID တစ်ခုဘဏ်တစ်ခု ID တစ်ခုဘဏ်တစ်ခုဥပမာဗျာ ID တစ်ခုတစ်ခုကတော့တကောက်ပဲရတယ်ပေါ့နော်ကိုကတကယ်ချင်းစီကငါပြီးသုံးထားတယ် တငယ်ချင်းကလည်းသူလည်း Facebook ပေးဖွင့်လို့ set up တွေပေါ်လာလို့သူ့ information နဲ့ तू ကချိန်လိုက်တာနဲ့မိတ်ဆွေမှာ auto ညောင်းသွားမယ်။ဒါကြောင့်သုံးသိမသုံးသိကတော့မိတ်ဆွေဆုံးဖြတ်ပြီးတော့ချိန်ကြပါအလုပ်ကြပါပေါ့နော်။ Okay ဒီ video လေးနဲ့ဒါမျှဝေပေးခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါအားလုံးနားလည်သဘောပေါက်အဆင်ပြေလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်။